ကစီယူချန်နယ်လေးကပြန်လဲကြိုးဆိုပါရစေနော်ဒီနေ့ဘာလို့ပြောချင်းလဲဆိုတော့နော်နော်ပွဲကြီးပွဲကောင်းတွေ့ပြီပေါ့ဗျာနော်ကိုချယ်လေးရဲ့ပန်ဆယ်လူရဲ့ထိုက်တိုက်တွေ့ပြီပေါ့နော်နော်အဲပန်ဆယ်လူဘာတဲ့အောင်အာဓမတခုမကိုအဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဟိုမှာဟိုဒေါန်စန်းသူကြီးကိုအတုံးချပြီးတော့တက်လာတဲ့ဟာတွေခွေးတိုးဘောက်ကဝင်လာတာတွေရောနော်နောက် TBS ပီတာတွေရော เนาะအရာကြီးတွေ့မယ်ပေါ့เนาะ तू อ่ะအစိုးရဝန်ထမ်းဖြစ်သွားပြီလေကျွန်တော်လည်းမသိဘူးပဲဘယ်လိုလို့အစိုးရဝန်ထမ်းဖြစ်သွားတော့ကျွန်တော်လည်းမသိဘူးပေါ့ဗျာ तू อ่ะဟိုဒေါ်နယ်ထရမ့်ဖြစ်ရင် तू อ่ะအစိုးရဝန်ထမ်းဖြစ်မယ်ဆိုတော့ तू อ่ะတော့အစိုးရဝန်ထမ်းဖြစ်သွားရဲ့အဲ့ဒီမှာ88ကเนาะဥကိုလေးဆိုတဲ့လူပါပါတယ်ပေါ့ဗျာ तू อ่ะနော်ဖာပြမားတို့ကိုကိုကိုွယ်နေလို့အမှပောက်ကွဲနေပါတော့ပောက်ကွဲနေကိုချယ်လီကတော့ဒဲတွေတွေ့လာပြီနော်တွေ့ပြီသူတို့ချင်းချင်းနေနော်ကျွန်တော်ကရှင်းတော့ပြောတာကိုချယ်လီလဲစောက်ဦးမကြဘူးပန်ဆယ်လိုလဲစောက်ဦးမကြဘူးနော် သွေသွားဆိုဘာညာကွေးကဘသူမှစောက်ကွေးဆိုဘာလို့မြန်မာနိုင်ငံကိုပြည့်စည်အောင်လုပ်နေရလူတွေမို့လို့မြန်မာနိုင်ငံကောင်းကောင်းအောင်လုပ်နေတဲ့လူတွေဆိုကျွန်တော်ဝယ်ကန်းလို့ပြောပြမြန်မာနိုင်ငံကိုပြည့်စည်အောင်လုပ်နေတဲ့ခေါင်းတွေကတော့ဘယ်ကောင်းမှစိတ်မဝင်သာဘူးနော်လန်ဝင်တဲ့စိတ်မဝင်သာဘူးဘာကောင်းမှစိတ်မဝင်သာဘူးတက်ကောင်မင်းတို့လည်းစိတ်မဝင်သာဘူးနော်ဘသူဘသူမှစိတ်မဝင်သာဘူးနော်အဲကြတော့ဒီမှာကိုချက်လေးကတော့နော်ကိုချက်လေးကထိတ်တိုက်မတွေ့ခဲ့တယ်ဒါပေမဲ့ထိတ်တိုက်တွေ့တယ်ဆိုတာပြောတာသူတို့ဟိုရင်းဒီပြကြုံမို့တော့ နော်ကြုံမှုတော့တရားဆွဲပါညာတာ၆ပြောနေတာတကယ်တမ်း तू တကယ်လို့ तू သာစိတ်တကယ်ကောင်းနေဟေးဆိုရင်ကြုံမှုတော့ तू တရားဆွဲလို့ရတယ်ဟုတ်တယ်မလားတရားမဆွဲပါဘူးသူတို့နော်သူတို့အခုလဲအခုပန်ဆယ်လို့ဖြစ်တယ်ညာဖြစ်တယ်ပြောပြီးတော့ TV S visa တွေကိုလဲနော် तू လုံမယ်ကင်မယ်ပေါ့ဗျာ तू ကနော် तू ချစ်စချစ်ကိုမတိုက်ခိုက်ဘူးပေါ့နော်ဒီဖာပြမောက်ကိုတိုက်ခိုက်တယ်ပေါ့ရယ်ပေါ့အကြော်ဘလူတွေလာအောင်မို့တော့မသိဘူးပေါ့ဗျာနော်အကြော်ဟို ဒီအားလဲဇက်ချုပ်တွေပြဇက်ချုပ်တွေဆိုတာကျွန်တော်တစ်ခေါက်လဲဖတ်ပြပေးဘူးပြီးနော်ဒီမှာလဲပြပေးထားမယ်နော်တမနာယာယီတမနာကဒူဝါလက်ရှိလားနော်အတိုင်းမင်္ဂပုဂ္ဂိုလ်ကဒေါန်စန်းစွတ်ကြီးနော်တမနာဦးဝင်းမြင်းဟိုရာမောင်းဝင်းခိုင်တန်းဒီ၄ယောက်နဲ့ဒီ UNGCRPH တို့နော် UNCC တို့ဆိုဖွဲ့စည်းထားတာအဲ့မှာဇက်လန်းနေရအမှချုပ်နေတာနော်အဲ့ဒီဟာကိုလဲသူကနော်ပြောထားတယ်နော်ကျွန်တော်လဲပြပြီးအမှတိုင်ပေါင်း386ရင်းရမြို့နယ်ပေါင်း183ရင်းရနော်အမှ မျိုးရဲခုနှစ်ခုခရိုင်ဆယ်ခုဘာညာအဲ့ဒါကြီးပေါ့နော်ကျွန်တော်လုံးလဲချလိုက်ကပ်ပြီးတော့64ရာခိုင်နှုန်းကျော်64ရာခိုင်နှုန်းကျော်စီရီစီမှာတုံးထားတယ်ပြူထားတယ်ပေါ့ဗျာအဲ့ဒါကြီးတို့ရှင်းတဲ့နေဒါကြီးကမဇရားကြီးအတားရှုံတယ်တို့ထဲမှာလဲတို့ထဲမှာတွေကိုမရှင်း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 နေရအဲ့လိုတုံးထားလျက်နေအန်ယူဂျီကဝင်ကြီးတွေကနော်ထိုင်းနိုင်ငံမှာအိန္ဒိယတိုက်တီကားတွေစတိုးဆိုင်ကြီး KTB တွေမှာဆက်တွေနောက်နိုင်ငံခြားမှာနော်အမေရိကန်လိုနေရာမျိုးမှာနော်ဟိုမရေငယ်အစားပို့ထားတဲ့ဝင်ကြီးရှိတယ် နော်တဒေါ်လာတသန်းနိုင်ဝေရာကြီးသိုးဆိုင်ကြီးကုမ္ပဏီတွေအများကြီးအများကြီးပဲဗျာဟုတ်လှုပ်ထားတာကြီးအဲ့ဒါကြီးကခမဒီ94ရာခိုင်နှုန်းသာတကယ်သုံးနိုင်အဲ့ဒါကြီးကရောက်เสียအကြောင်းမရှိဘူးလေဖြစ်เสียအကြောင်းမရှိဘူးလေဟုတ်တယ်မလားသူတို့တွာလာစားတောက်နေတဲ့အရာတွေအဲ့ဒါကြီးကနော်အဲ့ဒါတော့ဒီမှာကိုချယ်လေးကမခံနိုင်ဘူးပေါ့ဗျာမခံနိုင်ဘူးကအဲသူတို့အချင်းချင်းနေဒါဖြစ်တာပေါ့နော်ကျွန်တော်တို့ကတော့ဒီပေါ်မှာတော့ဘာမပြောလို့ပေါ့သူတို့ကသူတို့ဒါကတော့နိုင်ငံကျွန်တော်နိုင်ငံကိုသူတို့ရနော် ခင်မိုးလည်းပြလိုက်သူတို့အမေရိကန်နိုင်ငံသားဒီကိုရှယ်လေးကလည်းအမေရိကန်နိုင်ငံသားပဲမြန်မာနိုင်ငံနဲ့လာလာမအောင်ဆိုင်တော့ဒါမှမဟုတ်သူကပြောလိုက်ဟာမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံအတွက်ဆိုပြီးတော့သူကမြန်မာနိုင်ငံပြည့်စည်အောင်မပြောနဲ့နော်အကြောတော့ဒီမှာကိုရှယ်လေးနော်ပန်ဆယ်လိုရဲ့နော်ဒီဥကိုလေးရဲ့88ကနော်ဥကိုလေးဆိုတဲ့လူရဲ့အရာကိုပောက်ကွဲပြီးတော့ဗပစ်သွားမယ်ညာဖြစ်သွားမယ်နော်သူတို့ကနိုင်ငံသားချင်းချင်းတွေကိုပြန်ပြီးတော့ဖြစ်နေတာဗျာနော်သူတို့ချင်းချင်းအောင်မတဲတဲ့အရာနော်လူ့ခွင့်ရေးဆိုတဲ့ဒီမိုကရေစီနိုင်ငံကြီးမှာနေပြီးတော့ တို့အချင်းချင်းတော့မှဘာမှဟိုပြောရင်ဗျာ line ပေါ်မှာပဲဖြစ်နေတကယ်တမ်းဘာဖြစ်တော့ဆိုဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးတို့ဆိုဗျာတနိုင်ငံနဲ့หนีတာဗျာခမရလဲဟုတ်တော့မလားတရားဆွဲတာပြုတာဘာညာလို့လို့ရကြော်မှုထုံးလည်းလို့လို့ရဘာလို့တော့ဘာမှမလို့ဒီအိုင်းမဲ့ပြောပြောပြောတို့ကအပြောနေနေကြည်တတ်နေနော်တို့ပြောနေတာအာဒီအိုင်းအမှန်ထင်အမှန်ထင်အာဖြစ်လာမလားဖြစ်လာမလားဘာဖြစ်လာအောင်ဆိုဘာမှမဖြစ်မလားကိုကျယ်လေးလည်းဘာမှမဖြစ်မလားဘာလို့သူကဘမ်လိုက်ဘမ်လိုက်တာပြောတာ ဘက်တွေဘက်တွေလိုက်တာပဲလीเนาะအကြတော့ तू ကတော့တကယ်လို့ဒီအန္တနီเนาะမရှိတော့ဘူးလေဆိုအန္တနီအခု तू ကပြောတာရှိသေးရပေါ့ဗျာအန္တနီကအေးအန္တနီရှိသေးရဆိုတော့ तू အန်ယူဂျီကိုမထောက်ခံတာတဲ့အန္တနီဖျက်သိမ်းပြီးသွားရင်အန်ယူဂျီကို तू ထောက်ခံမယ်ပါညာပြောတဲ့အရာเนาะအကြတော့သူတို့ဇီယာရဲ့ဘာရင်မသူရှုချက်တကယ်နော်အကြတော့တစ်ချက်နားထောင်လိုက်ပြန်เนาะဟုတ်ကဲ့ကျွန်တော်အစမကြည်တာကိုပြောပြမယ်နော်အာဒီ NUG ကိုကျွန်တော်ကမထောက်ခံဘူးလို့လည်းပြောပြီးသားဟိုဘက်မှာ NLD အစိုးရရှိတယ်လို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မထောက်ခံတာ NLD အစိုးရကြီးကပြတ်သွားပြီဆိုရင်ကျွန်တော်ထောက်ခံလိမ့်မယ်เนาะရှင်းရှင်းပြောနိုင်ငံရေးကိုကြောင်းပြန်လှုပ်ရှားတာဒါခင်ဗျားတို့ကျွန်တော်ပြောပြတာနာဂစ်ဖြစ်တော့ဒေါအောင်ဆန်းစုကြည်ဘယ်လိုထိခိုက်ပျက်စီးနေလဲဆိုတာကျွန်တော်တောင်းဆိုခဲ့တယ်เนาะအဲ့ဒီအချိန်မှာဂမ်ဘာဒီရအောင်တွားတွေ့ဒါခင်ဗျားတို့ကျွန်တော်ပြောပြတာရှင်းရှင်းပြောရင်ဒေါအောင်ဆန်းစုကြည်က ကျေးဇူးကမနေဘူးဗျအန်ယူဂျီပေါ်မှာနော်ဆွေစင်မျိုးဆက်တားစင်ပေါင်းဆက်လှူစားလို့ရတယ်လှူစားခွင့်နေခင်ဗျားတို့လှူစားခဲ့ကြတယ်ခင်ဗျားတို့ဒီမှာ AAC နင်းနေကြပြီဟိုကယ်လီဖိုးနီးယားက88ကကိုကိုလေးကိုလည်းပြောမယ်မင်းတို့ကိုးကွယ်နေတဲ့ဖာသင်မပန်ဆယ်လို့မင်းတို့ပြောလိုက်ငါဆောက်ယူမဟုတ်ငါအစိုးရဝန်တယ်နော်မင်းက88မှာငါနဲ့ပတ်သက်ခဲ့တဲ့ကောင်ကိုကိုလေးနော်မင်းတို့ကလည်းငါပြောမယ်မင်းနိုင်ငံသားငါနိုင်ငံသားငါအစိုးရဝန်တယ်မင်းစုံစမ်းခွင့်ရှိတယ် ဟုတ်လားနော်စောက်ရမ်းနေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့တင်ဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင့်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတင်တယ်ဒါကိုပြောနေတာနော်မင်းတို့လူရုပ်မာတွေအောက်တန်းစားတွေဒါမျိုးမလုပ်ရဘူးကွနိုင်ငံရေးဆိုတာနော်တခိုးကြပိုးတွေ လူလိမ့်နေနော်ဝင်းထိန်နဲ့အိတ်လိုက်တာနဲ့လူရဝင်သွားတဲ့ဖာတယ်မကိုမင်းတို့ကိုးကွယ်နေတာနော်ငါနိုင်ငံသားခွင့်လွှတ်ဘူးမင်းတို့တွေးလိုက်မယ်ငါလှုပ်တတ်တယ်ကိုကိုလေးမင်းငါငါဘာသာစကားဘလောက်ကျွမ်းကျင်တယ်ဆိုတော့မင်းတို့သိမင်းတို့88အကောင်နေသိတယ်နော် statement နေငါပဲရေးခဲ့တာဟုတ်လားချီကာဂိုညီလာခံရဲ့ပြန်တန်းတစ်ခုလုံးရေးခဲ့တာငါကွာနော် စောက်ယူးယောဂာနဲ့စောက်ချုံးမပြေနေမလုံနဲ့ငါ88ကိုမဖိုက်ဘူးမင်းတို့ဖားသေးကိုကိုးွယ်တဲ့ကောင်တွေကိုဖိုက်တာဟုတ်ပလားဒီမှာရဲဘော်အောင်မြင်ထုံးလို့ရှိတယ်အကုံရှိတယ်ဘယ်ကောင်ကဘာလဲဆိုတာအားလုံးသိတယ်ဟုတ်ပြီလားမင်းတို့အမဲအိုကြီးကိုမင်းတို့ပြစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာဒီအချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ် နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်လောက်မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့အမေအိုကြီးရောက်နေတာဒါကိုပြောတာနော်မင်းတို့တွေ့မယ် TV ရဲ့ဗီဇာတွေ ငါတမပြငါအစိုးရဝန်ထမ်းတော့ကိုကိုလေးမင်းနိုင်ငံရေးတမရတယ်မင်းနိုင်ငံသားမင်းစုံစမ်းလို့ရတယ်ဘေးကဖားတယ်ဖားကောင်းပောက်ပန်း၄၀လာမစုံစမ်းနဲ့ဟုတ်ပြီလားဒါပဲဒီရပီသားရရနော်အခု math ဒီပိုဒေချင်းတို့ဘာညာကွီးကွားရေးဆိုတာဒီကိုချက်လေးကြံသွားပြရလားမသိဘူးနော် နော်မတ်တီပိုတေချင်းနဲနဲနာနေပေးဖို့ပြုဖို့ရာခင်ဗျာကိုချက်လေးတော့ပြောရလားမသိဘူး။ဟောသူအစိုးရဝင်တန်းနေ။ငါခင်ဗျားတို့နောက်ကျောဓာတ်နဲ့ထိုးခံရပြီ။ဟမ်နောက်ကျောဓာတ်နဲ့ထိုးခံရပြီ။နောက်ကျောဓာတ်နဲ့ထိုးခံရပြီ။ဘာလို့ဒီကအခုထရန့်ဟိုအာရောက်မင်းဒီအရေးလုံးလို့ရတယ်ပြောတာဟုတ်သူက စာရေးရေးရောဗာရေးခဲ့တာရအများကြီးနောက်ပြီးတော့ဘာသာစကားငါဘလောက်တွက်ကျင်တော့လဲချိန်လျှောက်တာရောဗာရောဆိုတော့အခုအမေရိကန်မှာဖြစ်ပျက်နေတဲ့မတ်တီဘိုဒီဂျီယာအဲ့ဒါကိုဂျယ်လီတော့ဖေးရတာမသိဘူးအာဆောက်ယူနေကားပြီးတော့ဗာအဲအထူးရဝန်တန်းနဲ့နော်ပေါ်တတိယဝင်ဟဲ့အောင်ငါပေါ်စောကလို့မဟုတ်ဘူးနော်ပေါ်စောကလို့မဟုတ်ဘူးနော်ကောင်းပါလေဒါတော့ကျွန်တော်က အခုပြောနေတာခင်ဗျားတို့နော်ဟာတာနှော်ပြီးနေဟာတာနှော်ပြီးနေသူ့နိုင်ငံသူ့အကျိုးစီးပွားအတွက်ကသူတို့လောက်တာမှန်တယ်ထရန့်လောက်တာလုံးဝမှန်တယ်ကျွန်တော်တို့နိုင်ငံမှာမှားနေတာလို့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့အကျိုးစီးပွားအတွက်မလုပ်ဘဲနဲ့နော်အိုးအင်ဂျက်ရှင်အိုးမတ်တုတ်ခိုင်းပြီးတော့လုတ်ခိုင်းနေတဲ့အရာကိုနော်ညာညာလဲညက်စီကြက်လဲပန်းစီဘူးစီနဲ့အစင်းနဲ့ထိုင်စောင့်နေတဲ့အရာလေချင်းချင်းလေးနော် ူနိုင်ငံသူ့အတွက်လုပ်သွားတာအခုဂိုချယ်လေးကအမေရိကန်နိုင်ငံသားခင်မိုးကအမေရိကန်နိုင်ငံသားနော်သူ့နိုင်ငံသားခိုင်ထားတဲ့အရာတွေကဘလို့ပဲဖြစ်ဖြစ်ခင်ဗျာမြန်မာနိုင်ငံနဲ့မဆိုင်တော့သူတို့ဟာသူကသူတို့အချို့အတွက်လုံနေတဲ့လူကြီးပဲဒါသူတို့အမှန်တရားပဲခင်ဗျာထားလိုက်အေးကျွန်တော်တို့ခြီကလူတွေက သောအုံအောင်မရှိကြမ်းမပြေတွေဖြစ်နေတဲ့ရတယ်ကိုနိုင်ငံပျက်စီးမဲ့ရေးကိုနိုင်ငံကြောက်ထကြမဲ့ရေးကိုနိုင်ငံတော့ဘာဆုံဆုံနှုတ်ညွတ်သွားမဲ့ရေးအနစ်နာကြီးပဲရေးကိုကျက်နှကောင်ခွန့်နေရဗျာခါကဘူးတီးနဲ့အစင်းစင်းထိုင်ကြောင်းနဲ့သူ့အလုပ်လည်းမပြတ်ဘူးဗျာຢာလဲညက်စီကြက်လဲပန်းစီမင်းဘလောက်ကောင်းတော့မင်းအဲ့ဒါကိုကျက်နှကောင်ခွတ်တယ်ခွတ်တယ်ဟိုကသူ့အလုပ်လည်းသူမပြတ်ဘူးຢာထုံမပြတ်ဘူးຢာထုံမပြတ်ဘူး အဲအချိန်နဲ့တင်းနာနေဆိုင်မဲ့ဘာညောက်ကြီးကလုံမဲ့သူတို့တက်တို့တက်လမ်းကြောင်းမဲ့အခုကျွန်တော်တို့ကြက်နှက်ကောင်ကကြတော့အချိန်တန်ဟင်းအိုးရဲရောက်မှာဘာလို့လဲခုတ်လေမင်းတို့ခုတ်မင်းတို့ပန်းပန်းပြီးတော့အသားလေးကောက်ပြီးတော့ကောက်သွားပြီးဘူးတိနဲ့အစင်းလေးချက်ထားလိုက်မှာချင်းချင်းလေးနော်ခုကသူတို့ဖြစ်ပြက်နေခုပန်းဆယ်လုံးကတော့နော်ခင်မုန်းနဲ့ပဲဖြစ်ဖြစ်ဂိုချက်လေးနဲ့ပဲဖြစ်ဖြစ်နော်ခုပြောတဲ့ချစ်စစ်ချစ်ကကိုကိုလေးနဲ့ပဲဖြစ်ဖြစ် ်နော်အိမ်မှာရောက်နေတဲ့နိုင်ငံရေးသမားအများကြီးဗျာအမေရိကန်မှာရောက်နေတဲ့အရာကြီးအများကြီးအဲ့ဒီဟာတီနဲ့ဖြစ်နေလဲကျွန်တော်နဲ့မဆိုင်ဘူးသူတို့သူတို့နိုင်ငံသားချင်းလေအခုကိုချေလေးကလည်းနိုင်ငံသားဟိုကိုကိုလေးကလည်းနိုင်ငံသားပဲလीနိုင်ငံသားချင်းချင်းညီဘာဖြစ်မောင်းမနိုင်ငံသားဖြစ်တယ်မလို့သူကသူကမတရားဆွဲပြူတယ်သူတို့နိုင်ငံသားချင်းချင်းညီပဲအမေရိကန်နိုင်ငံသားရေနိုင်ငံသားပြောတော့နော်လူမျိုးကိုပြောတယ်မဟုတ်ကြတော့ ကျွန်တော်ရှိရလူတွေနော်စဉ်းစားတဲ့တွေးခေါ်တာဘုပဲလူတွေတူကတော့ဘာဖြစ်ဖြစ်ဖြစ်စေခမအခုဘာဖြစ်လို့ mass deportation မကလို့အကုန်လုံးဝနင်းထုတ်ထုတ်သူနိုင်ငံသူ့အကျိုးစီးပွားအတွက်သူလောက်တာသူမှန်တယ်အေးကျွန်တော်တို့ချီကလူတွေကမမားနေဖို့လူတွေမှန်နေဖို့လူတွေကိုလောက်ရကိုနိုင်ငံရဲ့အကျိုးကိုနိုင်ငံရဲ့နော်အကျိုးရလက်တွေကိုလုံနိုင်ဖို့လူတွေ နော်သူများတွေကရာလဲညက်စီကြက်လဲပန်းစီလှုပ်သွားရင်ခံမှာကျွန်တော်တို့ကျွန်တော်တို့တွေဘောင်းတော်ခမစဉ်းစားကြည့်လေဗျာအနေဆုံးလေလက်တန်းခံမှာခမတကယ်ပတ်သက်ရှိတဲ့ကောင်တွေကခမနိုင်ငံသားလစ်ဖို့ဒေါ်လာတွေပိုက်ထားပြီးသားကုဒ်ဒေါ်လာပိုက်ထားပြီးသားယူသွားမယ်လာမယ်အစ်စီတတရရရနေကြည့်ပဲကိုရီးယားဘွန်ဒီကိုမဒီအဲ ဘာပိုင်ဆိုင်မှုမှမရှိဟမ်မြန်စဉ်းစားပေါ့နော်အကြတော့အခုဖြစ်နေတဲ့ဖြစ်နေတဲ့ရာကိုချယ်လေးနဲ့ပဲဖြစ်ဖြစ်အောင်ကြုံမှုနဲ့ပဲဖြစ်ကိုဟောပန်ဆယ်လုံးနဲ့ပဲဖြစ်ဖြစ်ခင်မှုနဲ့ပဲဖြစ်ဖြစ်အမှကိုကိုလေးနဲ့ပဲဖြစ်ကိုကိုလေးတဲ့ကြီးတဲ့88ကနေပြီးတော့90နှစ်ပဲဖြစ်ဖြစ်84ပဲဖြစ်ဖြစ်60နှစ်ပဲဖြစ်ဖြစ်ကြိုက်တဲ့ကောင်နဲ့ဖြစ်အဲ့ဒါရကျွန်တော်မြန်မာနိုင်ငံအတွက်ဘာမှမဆိုင် မဟုတ်သူတို့ကသူတို့နိုင်ငံသားခံယူတာပြီးလေဖြစ်ရင်သူတို့အမှရှင်းရမယ့်အရာရှင်းရမယ့်အရာရသူတို့ကသူပဲနော်အကြတော့ကျွန်တော်တို့ရမြန်မာနိုင်ငံအတွက်အကျိုးရလက်ဒီအကျိုးတွေအဲ့ဒါမျိုးတွေကြီးဖို့ပဲလိုတာနော်